ဒီနေ့ဂျော်လာစခွနေရနေ့အတွက် People's Sun ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကရင်နေပြည်လွိုင်ခေါ်မြို့နယ်နဲ့ဒီမော့ဆိုမြို့နယ်တို့မှာစစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့ဥတီစစ်ကြောင်းထိုးလာတာကြောင့်ဒေသခံပြည်သူတောင်းတဲ့ချီစစ်ပေးတိမ်းရှောင်နေရပါတယ်။စစ်တပ်နဲ့ပိုးပြည်သူစစ် PNO တို့ပူးပေါင်းကစစ်ကြောင်းထိုးမှုကြောင့်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးမြေပြင်ထိုးစစ်အပြင်လက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းတိုက်ခတ်မှုတွေကြောင့်အရက်သားပြည်သူထိခိုက်ဒေဆုံးမှုတွေလည်းရှိခဲ့တယ်လို့စစ်ရှောင်းရေးကူညီသူတွေကပြောပါတယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်မန္တလေးမူဆယ်ပြည်တော်စုလမ်းမကြီးပေါ်ကအုံမတိနဲ့ရင်မောင်းတန်းကျွော်တို့မှစစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့တအန်းတက် TNL ကဒီနေ့မနက်ပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။အုံမတိနဲ့ရင်မောင်းတန်းတို့ကလမ်းခွဲနေရာရဲ့ဟိုဘက်ဒီဘက်အချမ်းပေါ်အုံမတိကလမ်းခွဲရဲ့ပြင်ဦးလင်ဘက်ချမ်းမှာရင်မောင်းတန်းကလမ်းခွဲရဲ့နောင်ချိုဘက်ချမ်းမှာအဲ့ဒီနေရာတွေမှာဖြစ်နေတာလို့နောင်ချိုမြို့ခတ်တူကပြောပြပါတယ်ရှင်။ကချင်ပြည်နယ်ဖားကံမြို့နယ်မော်စီစာရွာနီးမှာ ဒီနေ့တိုက်ပွဲပုံမပြန်ချလာပြီးစစ်ကောင်စီတပ်ဘက်ကတေဆုံးထိခိုက်မှုများခဲ့တယ်လို့ကချင်စစ်ရဲသတင်းမြက်ကပြောပါတယ်စစ်တပ်ဘက်ကတေဆုံးသူတွေထဲအရာရှိတချို့ပါဝင်တယ်လို့ကချင်စစ်ရဲသတင်းမြက်ကပြောပြပါတယ်ရှင်ဘကိုးတိုင်းမင်းလာမြို့နယ်ထဲကရန်ကုန်ပြည်လမ်းပိုင်းအပေါ်ဝင် နေရာလေးနေရာမှာတိုက်ပွဲဖြစ်ပွားနေပြီးဗိုလ်မှူးအစင်အပေါ်ဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့တေဆုံးကစစ်ရဲဆက်လက်တင်းမာနေရလို့သိရပါတယ်ရှင်